မင်္ဂလာမဒီနေ့တဲ့င်းပူပူနွေနွေလေးတခုပြောပြချင်ပါ रे ရုရှားမှာအထင်တကြီးဆုံးကြည့်နေကြတဲ့ AI စိတ်လုပ်တီယိုဖွဲ့ဦးထော်မှာမတင်မတ်ပဲမော့ကလဲကြားတော်လို့အတော်လေးကြရရိုက်သွားတယ်လို့သိရပါတယ် AIDO အလုံးနာမည်ပေးထားတဲ့လူဒူစိတ်ရုပ်လေးဟာရုရှားမှာဆိုရင် တော်တော်လေးနာမည်ကြီးပြီးတော်တော်လေးလေးအားပေးခံနေရတဲ့ဤပညာအသေးသန်းပါ သူ့ကိုဖန်တီးတဲ့ company ကလည်း AIDOL လို့ပဲနာမည်ပေးထားပြီးရုရှားရဲ့ပထမဆုံး AI ဆက်ရုပ်လို့ကြီးညာထားခဲ့တာပေါ့ပြီးခဲ့တဲ့နိုဝင်ဘာ17ရက်နေ့ကမော်စကိုမှာ AIDOL ဆက်ရုပ်ကိုပထမအကြိမ်ပွဲထုတ်မိတ်ဆက်ခဲ့တာပါလူထောင်တွေလိုလှူရှားသွားလာနိုင်တယ်လို့မိတ်ဆက်ထားခဲ့ပေမဲ့စင်ပေါ်ရောက်ပြီးစက္ကန့်ပိုင်းအတွင်းမှာပဲဟန်ချက်မထင်းနိုင်ပဲငုံငနဲ့လဲကျသွားတာပါပဲ အဲ့ဒီနေ့ကစိတ်လွှရှားနဲ့စောင့်ကြည့်နေကြတဲ့တရင်ထောင်50လောက်ရှင်မှာစယူကပြိုလဲကြောက်သွားတာတော့မကဘူးသူ့ရဲ့အစိတ်အပိုင်းတချို့ပါပြုံထွန်းကုန်လေလို့ဆိုပါတယ် Gondafly now ဆိုတဲ့တချင်းနဲ့လေးနဲ့အတူသူ့ကိုထိန်းချုပ်ပေးတဲ့လူနှစ်ယောက်နဲ့ဆင်းဘောကိုလမ်းလျှောက်လာပြီးဘလုံးမမကြခင်မှာပဲလဲကြောက်သွားတာပါလဲကြောက်ပြီးတဲ့နောက်မှာတော့ AIDO LH ရိုက်ကန်ရိုက်ကန်နဲ့အတော်လေးရုန်းကန်နေရတာတွေ့ရတယ်လို့လည်းဆိုပါတယ် နောက်ကန်တချင်းကအာမန်ပါတဲ့အရှင်မျိုးထော်ပေါ်နေချိန်မှာဆက်ကြောကလဲကျသွားကြတော့ကော်မတီကတာဝန်ရှိသူတွေဟာအမေးတော့အဝတ်ကြီးနဲ့မြင်ကွင်းကိုအ мян ဖုံးအုပ်ခဲ့ရပါတယ်အစီမန်းနေပြုတ်ထွက်နေတဲ့ဆက်ကြောကိုရရတိုက်ဆွဲယူသွားရချိန်မှာ ဖွင့်ထားတဲ့နောက်ခံတချင်းရဲ့စာသားကလည်းတိုက်တိုက်ဆိုင်ဆိုင်အခုအရန်စူးစမ်းနေတယ်ဆိုတော့ အပိုက်ဖြစ်နေခဲ့တယ်လို့ပြရပါတယ်။ပရိသတ်တွေကလည်းပထမတော့စွန့်အားသွားပြီးနောက်ပိုင်းကျတော့မှစိတ်မသက်သာနဲ့လက်ခုပ်တီးခဲ့ကြတယ်လို့ဆိုပါတယ်။အရင်မြင်ကွင်းကိုရခူးထားတဲ့ဗီဒီယိုကလည်းလူမှုကွန်ရက်မှာအတော်လေးလူပြောများနေပါတယ်။ AIDOA ကိုဖန်တီးသူတွေကတော့သူတို့ရဲ့ပွေဥထွက်မလပါတာကိုလူအများအာယုံဆိုင်ချင်းခံရတာကိုအံ့ဩနေတယ်လို့ပြောပါတယ်။သူတို့ကအဖွဲ့စည်းကြီးတခုမဟုတ်တယ်လို့အစိုးရရန်မုံငွေလည်းမရဘူး။ ၁၄ရောက်တန်းနဲ့လွတ်လွတ်လပ်လပ်စူးစမ်းနေတဲ့ company တခုပဲဖြစ်တယ်လို့ AIDOL ကထုတ်ပြန်ခဲ့ပါတယ်။အရင်ကချင်ရထားကတော့ AIDOL ဟာ line shot တာစကားပြောတာပဝန်းချင်းကဖြစ်စည်းတွေကိုကင်တွေနိုင်တာတွေလို့ဆောင်နိုင်မယ်လို့ပြောခဲ့တာပေါ့။လူနဲ့အနည်းဆုံးဆုံးသူအောင်လှုံရှားနိုင်တဲ့စေုပ်တွေဖန်နီးဖို့ဆိုတာကဘာတော်ဝဲမှာနီးပညာ company ကြီးတွေအပြိုင်ဆိုင်စူးစမ်းနေကြတာပါ။အမ Elon Musk ရဲ့ Tesla company တို့ဆိုဒီလို AI စရုပ်တွေစီးပွားရေးဖြစ်ထုတ်လုပ်ဖို့စူးစမ်းနေကြပါတယ်။ ဒါပေမဲ့ရုရှားမှာက AIDOL မှာနိုင်ငံဒီလိုစက်ရုံမျိုးပြထားတာမရှိသေးလို့ AIDOL ရဲ့ပွဲဥထက်ကိုလူအများကဗိုလ်စည်းဝန်းစားခဲ့တာပေါ့ AIDOL ကုမ္ပဏီရဲ့ပြောကြကြအရစယောခါလူလိုလန်ရှုံနိုင်တယ်လို့စင်ခံစားမှုမျက်နှာအမှုရစံမျိုးလောက်ကိုလည်းပြောင်းလဲပြသနိုင်တယ်လို့ဆိုရတယ်ကုမ္ပဏီကတော့အရှက်ကွဲရဲ့အစာဖြစ်ခဲ့ပေမယ့်ဒီလိုကိစ္စမျိုးဟာဖိရှစ်ပြည်နီပညာတွေကိုထိုးထွဲလူဆောင်တဲ့အခါမှာကြုံတွေ့ရလက်ရှိရဲ့တာမန်အိက္ဆာတစ်ခုပဲလို့မှတ်ချပေးထားပါတယ်